ဒီ system prompt ဘယ်လိုမျိုး create လုပ်မလဲဆိုတဲ့အပိုင်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်အဓိကကတော့ကျွန်တော်တို့ကဒီ AI မျိုးသုံးတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ဒီ system instruction နေ system prompt နေအဲ့အမှုတွေထည့်ပြီးသုံးလို့ရှိရင်ဒီ AI ရဲ့ quality ကပိုပြီးတော့ကောင်းတယ်ပေါ့နော်အဲ့တော့အဲ့လိုသုံးဖို့အတွက်ဆိုလို့ရှိရင်ကိုယ်အနေနဲ့ဒီ system prompt နေ create ထားဖို့လိုတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီ ChatGPT မှာပဲဖြစ်ဖြစ် Claude မှာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုး AI ကို prompt ပေးရပြီးတော့သုံးရင်ပိုပြီးကောင်းတယ်အဲ့တော့ကျွန်တော်ဘယ်ကနေစမလဲပေါ့ ဆိုတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီ step လေး၃ခုနဲ့သွားမယ်ပေါ့အဓိကကတော့ကျွန်တော် grounded prompt တစ်ခုရှိမယ်ပြီးရင်တော့အဲ့ prompt ကို test လုပ်ကြည့်မယ်သုံးကြည့်မယ်ပြီးရင်ပြန် modify လုပ်မယ်ပေါ့နော်နောက်တစ်ခုထပ်ပြီးတော့သုံးကြည့်မယ်ထပ်ပြန်ပြင်မယ်ပေါ့နော်အဲ့တော့ဒီဟာနေပြီးတော့မှာကိုလိုချင်တဲ့အောက်ခံရပြီဟေ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကစပြီးတော့သုံးလို့ရပြီပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာ grounded prompt အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ကဒီ prompt နဲ့အရင်စထားတယ်ပေါ့အဲ့တော့ဒီကောင်ကတော့ဒါအကြံပြင်း prompt ပါလေအဲ့တော့ကို့အနေနဲ့ဒီ business plan နေဒါမှမဟုတ်လေကျွန်တော်တို့ content creation လုပ်တဲ့ AI နေဒါမှမဟုတ်ကို့လုပ်ငန်းအတွက်တီးခြား data တွေ analyze လုပ်တဲ့ AI နေဒါတွေသွားဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတီးခြားတဲ့ system instruction တခုလိုအပ်တယ်ပေါ့နော်အဲ့တော့ပုံမှန်အဖြစ်ရတော့ကျွန်တော်တို့ဒီသုံးလို့ရတာဆိုလို့ရှိရင်ကိုယ့်ရဲ့ problem ကဘာလဲပြီးသွားဆိုလို့ရှိရင်ကိုကဘယ်ဟာကိုဒီ soft လုပ်ချင်တာလဲကိုယ့်ရဲ့ဒီ result outcome က ဘယ်လိုပုံစံမျိုးလိုချင်တာလဲပေါ့เนาะအဲ့အမျိုးတွေ ਨੇ သွားတာမျိုးရှိတယ်ဒီဟောင်းနေဝိုင်းနေဝက်တွေလို့ပေါ့เนาะအဲ့အမျိုးတွေလည်းရှိရောဒါမဲ့တကယ်လို့ကိုကအဲ့အဲ့ဟာအတွက်လည်းမသိဘူးပေါ့เนาะကိုနေနဲ့လုံးဝဒီ start from scratch ကနေပြီးတော့စမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလိုမျိုး system prompt ကို AI ကို create လုပ်ခိုင်းမယ် AI ကို create လုပ်ပြီးသား system prompt မှာကျွန်တော်တို့က test လုပ်ပြီးအသုံးကြည့်မယ်အဲ့တော့ system prompt create လုပ်တဲ့ဟာ okay ပြီဆိုလို့ရှိရင်အဲ့ system prompt ကိုတုံးနေပြီးတော့ကျွန်တော်တို့ကတခြား prompt တွေထည့်ပြီးတော့ create လုပ်သွားမှာပေါ့အဲ့တော့ကျွန်တော်တို့ကဗာနေတူတယ်ဆိုငချင်းစီနဲ့ငချင်းကြော်လို့ပေါ့ရှင်တော့ကျွန်တော်တို့ကဒီ system prompt တစ်ခုကို create လုပ်မှာပေါ့နော် happy ဝင်ဆိုလို့ရှိရင်အဲ့ system prompt ကိုတုံးပြီးတော့မှကျွန်တော်တို့လိုချင်တဲ့ကျွန်တော်တို့ prompt ကိုဆက်ပြီးတော့ရေးမှာပေါ့နော်ဒီလိုမျိုး step သွားမှာပေါ့အဲ့တော့ ဒီ system prompt create လုပ်ဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ကဒီ grounded prompt တစ်ခုလိုတာပေါ့အဲ့တော့အဲ့ grounded prompt ကတော့ဒီဟာနဲ့သွားလိုက်တယ်ပေါ့နော်အဲ့တော့ तू ကဒီမှာဆိုလို့ရှိရင်ဒီ तू က prompt engineer ဖြစ်တယ်ပေါ့နော်ပြီးသွားဆိုလို့ရှိရင်ဒီကြိုက်တဲ့ AI တွေမှာသုံးလို့ရတဲ့ prompt တွေကို तू create လုပ်နိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့ပြီးရင် prompt ပဲပြန်ပေးဘာမှမထည့်နေဆိုတဲ့ဟာမျိုးဒါကျွန်တော်တို့ဒီ very grounded prompt ပေါ့နော် ော်အဲ့ဟန်နေပြီးတော့မှကျွန်တော်ပယ်သွားမလဲဆိုလို့ရှင်ဒီ system prompt တစ်ခုကိုကျွန်တော် create လုပ်မှာပေါ့အဲ့ပြီးတော့မှကျွန်တော်တို့လိုချင်တဲ့အဲတခြား prompt တွေကိုဟိုဟာ create လုပ်သွားမှာပေါ့နော်โอเคအဲ့တော့စကြည့်အောင်စကြည့်အောင်ကျွန်တော်အသုံးများတာတော့အဓိကဒီ Google AI Studio သုံးများတယ်ပေါ့နော်တခြား AI တွေလည်းရှိရပေါ့ဒါပေမဲ့ဒီမှာကတော့ဒီ playground လောက်ရတာရန်ကောင်းတယ်ပေါ့လေပြီးတော့သူကလည်း free free ရတဲ့အခါကျတော့ AI ကြီးကိုမိုက်တယ် လက်ရှိရတော့ကျွန်တော်တို့ဒီမှာ Gemini 2.5 Pro ကိုတုံးနေပြီးတော့သွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်ခုနကဒီ grounded prompt လေးကိုကျွန်တော်ထည့်လိုက်တယ်ထည့်ပြီးတော့အဲဒီမှာသူ့ကို system prompt ကို create လုပ်ခံလိုက် create လို့ရှိရင်ကျွန်တော်ကဒီ system prompt creator ကိုအရင်ဆုံးစပြီး create လုပ်လိုက်တာပေါ့အဲ့ဒါပြီးတော့မှအဲ့ system prompt နေ create လုပ်တဲ့ကောင်ကိုတုံးပြီးတော့ကျွန်တော်လိုချင်တဲ့ဟာတွေတုံးမယ်အဲ့တော့ဒီကသူ့ဟာနဲ့သူ AI ကို AI နဲ့ပြန်နေပြီးတော့တုံးတဲ့ပုံစံမျိုးပဲပေါ့နော် Okay သူ့ဟာကိုကျွန်တော်တစ်ချက်စောင့်ကြည့်လိုက်မယ်အဲ့တော့ဒီနေရာမှာပေါ့နော်ကျွန်တော်တို့တုံးကျင်တဲ့ prompt တွေဒါမှမဟုတ်ကျွန်တော်တို့သုံးနေတဲ့ use case တွေအဲ့ဟာတွေအများကြီးအတွက်ကိုသုံးလို့ရတယ်ပေါ့နောက်တစ်ခုကဒီ system prompt တစ်ခုကပေါ့နော်ကျွန်တော်ချက်ချင်းကျွန်တော်သုံးလို့မရဘူးပေါ့သူကသုံးမယ်ဟိဆိုလို့ရှိရင်စမ်းကြည့်စမ်းကြည့်ပြီးသွားရင်ကျွန်တော်ပြန် modify လုပ်ပေးရတယ်ပေါ့ modify လုပ်လို့ပြီးတော့မှဒီ prompt ကို perfect ဖြစ်အောင်လုပ်ပြီးသွားရတာပေါ့နော်အဲ့တော့ဒီမှာကတော့သူ champion system ဟာဒီ system prompt တစ်ခုထွက်လာပြီပေါ့ Okay, အဲ့တော့ကျွန်တော်တို့ကဒီမှာ example of output conceptual row and co Okay ဒီမှာဆိုရင်မရဖိမတ် Okay, okay. okay. တော့ prompt base ကတော့ကျွန်တော်တို့ row နဲ့ go နဲ့ပေးတယ်ပြီးရင် context ကိုလောက်တယ်ပြီးရင် code text တွေခွဲပြီးတော့ထုတ်တယ်ပေါ့နော်အဲ example usage တွေပါထည့်ပေးထားတော့သူက Okay အဲ့တော့ကျွန်တော်ကဒီဟာတစ်ခုလုံးကို copy ကုလိုက်လို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် copy text လုပ်လိုက်မယ်အဲအဲ့ဒါပြီးသွားရင်ကျွန်တော်တို့ဒီဘက်မှာ AI Studio ကနေပြီးတော့အဲ့ဒီ system prompt ခွက်လာတဲ့ဟာကိုဒီမှာထည့်လိုက်မယ်။အလိုလိုတဲ့ကျွန်တော်ဘာမှမလုပ်သေးဘူးပေါ့နော်။ဒီဘက်မှာလည်းဒီသူ့ကို create လုပ်ထားတာတသက်ရှိရပါ။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ဒီလို tab နှစ်ခုခွက်လိုက်တာကြတော့ဒီလိုဒီ system prompt ကိုသုံးကြည့်ရင်ねကျွန်တော်တို့ကပြင်ချင်တာ modify လုပ်ဆရာရှိတယ်ဆိုလို့ရှိရင်ဒီဘက်မှာလာရပြီးပြင်ခိုင်းလို့ရအောင်လို့ပေါ့နော်။အဲ့တော့ကျွန်တော်တို့အရင်ဆုံးဟိုဟာတစ်ခု create လုပ်ခန့်လိုက်မယ်။อืมဒီ business plan create လုပ်တဲ့ဒီ product ကိုပေါ့နော် business plan လောက်တဲ့အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်မြန်မာလိုပြောလဲရတယ်ပေါ့နော်မြန်မာလိုစာရိုက်လဲရတယ်အဲ့တော့ကျွန်တော်ဒီဘက်မှာ voice နဲ့ပြောလိုက်မှာပေါ့ဘစ်နက်ပလန် creator prompt တစ်ခုကိုဖန်တီးပေးပါအဓိက user အတွက်လိုအပ်မဲ့အချက်လက်တွေပါမယ် ပြီးရင်ဒီ business plan ကိုမှပြည့်ပြည့်စုံစုံနဲ့ပါတဲ့ pro မျိုးလိုချင်ပါတယ်โอเคအဲ့တော့ကျွန်တော်တို့ကဒီမှာမြန်မာလိုပြောလိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဟာကိုသူ့ရဲ့သူဒီ extra လုပ်မယ် extra လုပ်တဲ့ပြီးတော့ကျွန်တော်တို့ခဏခဏ system pro ကနေပြီးတော့ create လုပ်ပေးသွားလိမ့်မယ်ပေါ့နော်အဲ့တော့ use case တွေကတော့အများကြီးလုပ်လို့ရတယ်ပေါ့ကိုကဘယ်လိုသုံးကျင်လဲပေါ့နော်ကိုသုံးကျင်တဲ့ပုံမှာမူတည်ပြီးတော့ဒီသွားလို့ရတယ် อเคဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ထွက်လာပြီဗောနော် context တွေထွက်လာပြီဒီဘက်မှာဆိုလို့ရှိရင် core task တွေ responsibility တွေလာပြီအဲဒီမှာဆိုတာ business plan နဲ့လိုအပ်တဲ့ဟာတွေဗောနော်အဲ့တော့ကျွန်တော်ကဒီဟာကိုတုံးကြည့်လိုက်မှာဗောနော်ဒီဟာဒါသူ့ရဲ့ဒီ business plan create လုပ်ဖို့အတွက်ဒါဒီ system prompt တစ်ခုပဲဗောအဲ့တော့ကျွန်တော်ကဒီဟာကိုလုတ်ဖြစ်လာမဖြစ်လားကျွန်တော်တုံးကြည့်လိုက်မယ် တော့ကျွန်တော်နောက်ထပ် tab တစ်ခုခေါ်လိုက်မယ်ပေါ့နော်ဒီမှာ new tab ခေါ်လိုက်မယ်ခေါ်ရပြီးတော့သူစမ်းကြည့်လိုက်မယ်အဲ okay create a business plan for ai product ပေါ့နော်အဲ့ဆိုရင်သူပါပြန်လာမလဲပေါ့ okay အဲ့တော့ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့သူပြန်လာရဲပါတော့ဟိုကို through step by step session ဒီ session ဒီတိုင်းသွားမယ်ပေါ့အဲ့ပြီးသွားရဲဆိုရှင်ဒီမှာကျွန်တော် community discussion နဲ့အရင်စမယ်ပေါ့နော်စမယ်ဆိုတော့ဒီမှာသူရဲ့လိုအပ်တဲ့ဟာလေးတွေကျွန်တော်တို့မေးရပါတော့အဲ့တော့ဒီနေရာမှာပေါ့နော်ကျွန်တော်ကဒီ business plan ကိုလုပ်တဲ့အချိန်မှာခုလို follow up question တွေကိုကျွန်တော်တို့အင်္ဂလိပ်လိုကြီးပဲမဟုတ်ဖ ೇನೆ ပေါ့နော်ကိုလိုချင်တဲ့ language နဲ့ကျွန်တော်တို့သုံးလို့ရအောင်လို့ သူ့ prompt ကိုပြင်ခိုင်းလိုက်မယ်ပေါ့နော်အဲ့တော့အဲထားပါတော့ကျွန်တော်တို့ကဒီလိုမျိုး business plan create လုပ်တယ်ဒါပေမဲ့ follow up question တွေကိုအင်္ဂလိပ်လိုရရတာအဆင်မပြေပြီးမေးတဲ့ဟာတွေကိုလည်းမြန်မာလိုမေးသိချင်တယ်လို့ဒါမှမဟုတ်လည်းတရုတ်လိုမေးသိချင်တယ်လို့ဒါမှမဟုတ်တခြား language နဲ့ပေါ့နော်ကိုသုံးသိချင်တဲ့အတိုင်းသုံးလို့ရအောင်ဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာ prompt ကို modify လုပ်လိုက်မယ်ပေါ့နော်ဘယ်လို modify လုပ်လိုက်မလဲဆိုလို့ရှိရင် modify the prompt to x

and when you generate the final block broken english တွေနဲ့တော့ဖြစ်နေရပါတော့ဒါပေမဲ့ဒီကောင်က AI နားလဲပါတယ်အဲ့တော့ run လိုက်မယ်ပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်တို့ follow up question တွေမေးမမေးခင်ပေါ့နော်မမေးခင်မှာဆိုလို့ရှိရင်လည်း user ကိုဘယ် language နဲ့မေးသိချင်လဲဟာရယ်ဒီနောက်ဆုံး generate file နဲ့ output ထုတ်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းဘယ် language နဲ့ထုတ်ချင်လဲပေါ့နော်အဲ့အပိုင်းလေးကိုကျွန်တော်တို့က prompt modify လောက်လိုက်တာပေါ့ okay ဆိုတော့သူလိုအပ်တာလေးလောက်သွားလိမ့်မယ်ပေါ့နော် တော့ဒီဟာလေးဆိုလို့ရှိရင်ဒါ तू ကဒီ AI နေပြီးတော့တခြား AI တစ်ခုမှသုံးဖို့အတွက်လုပ်ပေးတာဖြစ်တဲ့အတွက်တခြားလေးမှဆိုကျွန်တော်တို့စဉ်းစားရတဲ့အထက်ကို तू ကပို့ပြီးတော့စဉ်းစားနိုင်တာမျိုးပေါ့နော်အဲ့တော့ဒီ prompt ကအလုပ်ဖြစ်လားမဖြစ်လားကျွန်တော်တို့ထပ်ပြီးတော့စမ်းကြည့်မယ် copy လုပ်လိုက်တယ်ပြီးရင်ကြောက်ဒီမှာ replace လုပ်လိုက်တယ်ဒီမှာဆိုတာကြောင့် clear ချက်လုပ်လိုက်တယ်ပေါ့နော်အဲ့တော့ဒီလိုမြန်မာလိုပဲမေးလိုက်တော့ ်ဘယ် language နဲ့ဆက်ပြီးတော့သွားသိချင်လဲပေါ့အဲ့တော့ကျွန်တော်ကဒီမှာအပေါ်မှာမြန်မာလိုရေးလိုက်တဲ့အတွက်သူကဒီလိုမျိုးမြန်မာလိုပြန်လာတာပေါ့နော်အဲ့တော့ကျွန်တော်တကယ်လို့ဒီကောင်ကိုခဏခဏလိုအင်္ဂလိပ်လိုပဲသွားလိုက်မှာပေါ့နော် create create personal plan for yeah product okay as solution သူ့အနေနဲ့ ဒီကိုပေးတဲ့ language ပေါ်မှာ multiple လာမယ်ပေါ့နော်အဲ့တော့ तू ကဒါ business plan architect ပေါ့နော်အဲ့တော့ဘယ်ဒီမှာဆိုလို့ရှိရင်ဘယ် language နဲ့စာကျင်လဲပေါ့အဲ့တော့ကျွန်တော် business နဲ့စာလိုက်မယ်အဲ့လိုသွားလဲရတယ်ပေါ့နော်အဲ့တော့ကိုသွားကျင်တဲ့ပုံစံမျိုးသွားလို့ရတယ်အဲ့တော့ဒီမှာ executive summary တို့ community description okay อืมအဲ့ဒါကျွန်တော်တို့ကသူမေးတဲ့ဟာလေးတွေဖြေပြလိုက်အောင်ပါဘောနော်ဒီတိကကတော့မြန်မာလိုပဲပြောလိုက်မှာပေါ့အဓိကကတော့ကျွန်တော်တို့ဒီ daily life မှာတုံးနေတဲ့ချိန် data တွေကတစ်ခုနဲ့တစ်ခုဆက်ဆက်မရှိဘူးပေါ့နော်ကျွန်တော် notes တွေဆိုလို့ရှိရင်လည်းဟိုနယ်လေးမှာမှတ်ဒီနယ်လေးမှာမှတ် ပြင် voice တိဆိုလို့ရှိရင်လည်းဟိုလိုမှတ်ဒီလိုမှတ်ပေါ့နော်ပြင်တခြားဒီ data တွေဘာတွေပြန်ကျဲနေရပါအဲ့တော့အဲ့ဒီလိုမပြန်မကျဲပဲနဲ့ကျွန်တော်တို့ရဲ့ product တစ်ခုတည်းမှာပဲကိုယ့်ရဲ့ daily use သုံးနေတဲ့ data တွေကိုသိနိုင်တဲ့ဒီ personalized AI မျိုးကိုကျွန်တော်တို့ကသွားခြင်းတယ်ပေါ့နော်ပြီးရင်ဒီလူတိုင်းအနေနဲ့သူတို့ရဲ့ဒီ daily life မှာ AI ကိုအသုံးပြုရပြီးတော့ smart life ဖြစ်အောင်လို့သွားစီခြင်းတာပေါ့အဲ့တော့ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ပြောချင်တာပြောလိုက်တယ်ပေါ့နော် အဲဟောင်းမှာသူကသူဒီ context တွေကိုခွဲထုတ်ရပြီးတော့အဲထက်ပြီးတော့ရေးပြီးတော့မှာပေါ့နော်အဲတော့ကျွန်တော်တို့သူ by respond လောက်လဲချက်ကြည့်လိုက်မှာอืมဒါဆိုရင်သူကသူလိုအပ်တာတွေကျွန်တော်စပြီးတော့ရေးပြီးသွားပြီပေါ့နော်အဲတော့ဒီမှာဆိုလို့ရှိရင်နောက်ထပ်နောက်ထပ်ထပ်ပြီးတော့ ူအနေနဲ့လိုအပ်တဲ့ဟာတွေထပ်ပြီးမေးစာမှာပါအဲ့တော့ဒါဘာလဲဆိုလို့ရှိရင်ဒီ system prompt တခုကို create လုပ်တဲ့ပြီးတော့ကျွန်တော်ဘယ်လို modify လုပ်လဲဆိုတဲ့ဟာမျိုးပေါ့ okay အဲ့တော့ဒီမှာဆိုရင်ဒါကကျွန်တော် new system prompt creator ပေါ့နော် okay save လိုက်မယ်အဲ့တော့ဒီဟာကဘာလဲဆိုလို့ရှိရင်ဒါ business plan တွေတော့ပေါ့ကျွန်တော်ထားပါတော့ content create လုပ်တဲ့ဒီ AI prompt ရေးခြင်းလဲဆိုလို့ရှိရင်လည်း ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဘက်မှာဆိုရင်သူ့ရေးခိုင်းလိုက်မယ်အဲ့တော့ create a prompt create system prompt ပေါ့နော်ဖော် permis content creator ပေါ့နော် အဲဒါမှမဟုတ်လေအဲ့တော့အဲ့ဟောကနခရီးတာအဲ့တော့မြန်မာလူပဲသူ့ရေးခိုင်းလိုက်တော့စာရိုက်နေတာကြာလို့ Burmese content creator အတွက်ပေါ့နော်ကျွန်တော် prompt လေးရေးပေးပါအဲဒီကက user ကနေပြီးတော့ဒီ content တစ်ပုဒ်ရဲ့ title ဒါမှမဟုတ်လေအဲ့ content ရဲ့အကြောင်းအရာလေးတွေပြောလိုက်တာနဲ့ပြန်နေတဲ့ဒီ Burmese content creator AI နေပြီးတော့ရေးအဲ့ content တစ်ပုဒ်ကိုရေးပေးနိုင်တဲ့ ာမျိုးပေါ့ပြီးတော့အဲ content ကအရင်လည်းမရှိနေပြန်အရင်လည်းမတုံနေပေါ့နော်အဲ့အတွက် prompt တစ်ခု create လုပ်ပေးပါဒါဆိုရင်ကျွန်တော်တို့က natively ပြောခြင်းသလိုပြောလိုက်လို့ရတယ်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော် rank နေတယ်ပြီးတော့သူ့ကို prompt နေ generate လုပ်ခိုင်းလို့ရတယ်အဲ့တော့ကိုယ့်အထက်မှာ idea ရှိရင်ရှိသလိုမျိုးသွားလို့ရတယ်ပေါ့နော်အချားကြီးထိုင်ပြောနေလည်းရတယ်ဒါပေမဲ့ तू ကဒီ map မှာတော့3မိနစ်လောက်ထိပဲရမှာတင်တယ်ဒီထဲမှာလည်း โอเคอ่ะဆိုလို့ရှင်သူစဉ်းစားတယ်ပြီးွားရင်ကျွန်တော်တို့ထုတ်ပြမယ်အဲ့ဒါကိုမှကျွန်တော်တို့ကတုံးကြည့်မယ်ပေါ့နော်တုံးကြည့်ပြီးလို့မကြိုက်တဲ့ဟာတွေကိုပြန်လဲပြီးတော့ modify ပြန်လုပ်မယ်ပေါ့အဲ့တော့ဒီ prompt တွေကဒီ Google Studio ထဲမှာပဲတုံးလို့ရတာမဟုတ်ဘူးကျွန်တော်တို့အပြင်ဒီ ChatGPT တို့ဘာလို့ထဲမှာလဲတုံးလို့ရတာပေါ့နော် โอเคအဲ့တော့ဒီ prompt ကအလုပ်ဖြစ်လာမှာဖြစ်လာကျွန်တော်တို့ copy လုပ်မယ်ပြီးရင်ကျွန်တော် new tab ခေါ်လိုက်မယ်သူရေးခိုင်းလိုက်ပါဘူးเนาะ။ဘာရေးခိုင်းကောင်းလဲဆိုလို့ရှိရင် generative AI ရဲ့လုံနိုင်စွမ်းတွေကိုရေးပြပါ။လုံနိုင်စ တော့ဒီနေရာမှာတစ်ခုရှိတာဒီလို content generating လုပ်တဲ့အချိန်မှာကျတော့သူကဒီ voice tone of voice တို့ပြုတ်ရရင်ကျွန်တော်တို့ရေးရေးဟန်နေပေါ့နော်အဲ့ဟာတွေကတော့တရားနဲ့တရားမတူဘူးပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒီ business အတွက်သုံးတဲ့ဟာဆိုရင်တမျိုးအဲကိုယ့်ဘက်ကိုကြီးရင်တမျိုးပါအဲ့တော့ဒီကိုရေးချင်တဲ့ပုံစံမျိုးကိုကျွန်တော်တို့က prompt ကို modify တော့ပြန်လုပ်ဖို့လိုတယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ဒီ d တွေတို့ no တွေတို့တဲ့တို့ဘာလို့အဲ့လိုမျိုးတွေအဲကျွန်တော်ကမကြိုက်ဘူးပေါ့နော်ကျွန်တော်ရေးဟန်အဲ့လိုမဟုတ်ဘူးပေါ့အဲ့တော့ ဒီထက်မှာ तू ဘယ်လိုထွက်လာမလဲဆိုတာကျွန်တော်တစ်ချက်ကြည့်မယ်ကြည့်ပြီးပါပြီဆိုလို့ရှိရင်အဲအဲ့အပိုင်းလေးတွေကိုပြန်လဲပြီးတော့ modify ပြန်လုပ်မှာပေါ့နော်ဒါကိုနဲ့ကြိုက်မဲ့ဟာမျိုးပေါ့အဲ့တော့ okay အဲ့ဒီမှာဆိုလို့ရှိရင်ခုနကပြောသလိုပဲဒီ generative AI ရဲ့လုံနိုင်စွမ်းတွေဆိုလို့ရှိရင် level တစ်ခုဖြစ်ပါသည်၎င်းသည်ဆက်တင်ယူမှု machine learning အပိုင်းပိုင်းညာတာက ဖော်ပြနိုင်ပါသည်အဲ့တော့ဒီမှာဆိုဒီတွေလို့ပါအောင်လဲပေါ့နော်ဒီ content ကတွက်နေသူကျွန်တော်တို့စဆန်းဆန်းရေးတဲ့ဆောင်းပါပုံစံမျိုးဆိုလို့ရှိရင်တော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒီ social media မှာတင်ဖို့အတွက်ကြတော့အဲအဲ့လိုမျိုးဒီတွေဖြစ်နေရောကကိုယ့်ရဲ့ရေးဟန်မဟုတ်ဘူးဖြစ်နေရပေါ့နော်အဲ့တော့ကျွန်တော်ကအဲ့ဟာကိုနည်းနည်းလေး modify လုပ်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော် modify the prompt ဒီ prompt ကို modify လုပ်ပေးပါစရေးသားတဲ့နေရာမှာတဲ့တို့ no ဒီအဲ့အဲ့လိုစကားလုံးတွေကိုမပါခြင်းဘူးပေါ့နော်ဒီစကားပြောပုံစံမျိုး ਨੇ ကျွန်တော်တို့အဆင်ပြေပြေချောချောမွေ့မွေ့လေးရေးချင်ပါတယ်အခါအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကပြန်နေပြီး modify လုပ်ခိုင်းလိုက်မယ် နောက်ထပ်တစ်ခုကကြတော့ဒီတခြားဒီဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော် tools တွေခုရှိလာပြီပေါ့နော်အဲ့တော့ website တွေလည်းပါလာရပေါ့အဲ့တော့ဒီထက်မှမှကျွန်တော်ဒီ Google ရဲ့ Gemini မှာじゃကောင်းတာတစ်ခုကဒီ URL context တွေပါပြီးရင်ကျွန်တော်တို့ ground grounding တွေပါတယ်ပေါ့နော်အဲ့တော့ဒီ URL context တွေဆိုလို့ရှိရင်ဆိုပါလို့ကျွန်တော်က content တစ်ပုဒ်ကိုရေးရဲရေးတဲ့အချိန်မှာဒီကိုကို reference လုပ်စေခြင်းနဲ့ website တွေရှိရဲဆိုလို့ရှိရင်လည်းထဲမှာထည့်ပြီးရေးခိုင်းလို့ရတယ်ပေါ့ โอเคအဲ့တော့ကျွန်တော်ဒီမှာ modify လောက်ထားတဲ့ prompt ကို copy လုပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ system program မှာ paste လုပ်လိုက်မယ်အဲ့ပြီးသွားရင်ကျွန်တော်ဒီဒီဟာကိုပဲပြန်နေပြီးတော့ run ခိုင်းလိုက်မယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီထွက်လာနေခြင်းတဲ့ format တွေပေါ့နော်အဲ format တွေရှိရဆိုလို့ရှိရင်လည်းအဲထွက်လာနေခြင်းတဲ့ format ကို ကျွန်တော်တို့ကဒီအထက်မှာပေးရပြီးတော့နမူနာအနေနဲ့လုတ်ခိုင်းလို့ရတယ်။ပြီးလို့ရှင်ဘာထပ်လုပ်လို့ရသေးလဲဆိုတော့ကိုယ်အနေနဲ့ထားပါတော့ဒီ sale report တွေပေါ့နော် sale report တွေကို analyze လုတ်ခိုင်းခြင်းနဲ့ဆိုလို့ရှင်လည်းအဲ့ report တွေနဲ့ပတ်သက်ပြီးတော့ analyze လုပ်ပြီးနိုင်တဲ့ AI တစ်ခုဖန်တီးပေးပါဆိုပြီးတော့အဲ့ prompt တစ်ခုဖန်တီးပေးပါဆိုပြီးတော့ကျွန်တော်တို့ကဒီဘက်မှာကိုယ့်ရဲ့ file တွေကိုတင်ပေါ့နော်ကိုယ့်ရဲ့ file တွေကိုတင်နေပြီးတော့သူ့ကို generate လုတ်ခိုင်းလို့ရတယ်ပေါ့အဲ့အရာတွေကတော့ ျိုးစုံ use case တွေပေါ့လေအဲအဓိကမျိုးဖြစ်ပြီးဖန်ပြပေးနိုင်ပါတယ်ကြည့်အောင်ပါအဲဒါဆိုလို့ရှိရင်ပို့ပြီးတော့ကျွန်တော်တို့ဖတ်တာနည်းနည်းလေးပို့ကောင်းသွားပေါ့နော်အရင်စာမစမ်းတော့ဘူးပေါ့အဲ့ဒီထဲကနေပြီးတော့မှကျွန်တော်တို့ကဒီကိုလိုချင်တဲ့ format ပုံစံမျိုးအဲရှိရဲဆိုလို့ရှင်သွားလို့ရတယ်ပေါ့နော် တော့ကျွန်တော်ဒီမှာအကြောင်းအတော်ခုကိုရေးခိုင်းကြည့်လိုက်မှာဆိုပါတော့ကျွန်တော်တို့음 marketing နဲ့ပတ်သက်ပြီးတော့ထားပါတော့ခုဆိုရင် ChatGPT တဲ့က Whisper AI အကြောင်းကိုရေးခိုင်းလိုက်မှာ ChatGPT ta ba ro o3 la အဲ့တော့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ website တွေရှိနေမှာပေါ့နော်အဲ့တော့ ChatGPT O3 နဲ့ O4 mini ပေါ့နော်အဲ့တော့အဲ့ဟာကိုကျွန်တော်ဒီပိုင်း URL context ဖွင့်လိုက်မယ် URL page လုပ်လိုက်မယ်အဲ့တော့ loader clear ချက်လုပ်လိုက်မယ်နော် clear ချက်လုပ်တဲ့ဘက်ကမှ URL ထည့်လိုက်မယ်ထည့်ပြပါပြီဆိုလို့ရှင်음 okay ဟုတ်တယ်အကြောင်းချင်းချုပ်ဟုတ်တယ်အကြောင်းချင်းချုပ်ဟုတ်တယ်ပို့ရပြပါဟုတ်တယ်အကြောင်းနဲ့ဟုတ်တယ်ဟုတ်တယ်ကိုဟုတ်တယ်အကြောင်းနဲ့ မျိုးကိုလည်းတပုတ်ကြည့်ပေးပါအဲ့ဒါဆိုလို့ရှိရင်ဒါကကျွန်တော်ကျွန်တော်တို့ကဒီ authority introduction အပိုင်းနေဒါထည့်ပေးလိုက်တယ်ပေါ့နော်ထည့်ပေးထားလဲပြီးွားရင်ကျွန်တော်နောက်ထပ်ထည့်ပြီးတော့ဘာထည့်ပေးလို့ရသေးအောင်မလဲဒါပဲနော်အဲ documentation တွေလည်းထည့်ပေးလို့ရတယ်အဲ့တော့ documentation ရတော့ကျွန်တော်ဒီမှာတော့မထည့်တော့ပါဘူး။အဲ့ပြီးွားရင်ကျွန်တော်အဲ့မှာ URL context point ထားတယ်။ပြီးရင် Google Search မှာဖွင့်နေပြီးတော့ကျွန်တော်ရေးခိုင်းလိုက်မယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီ real time data တွေလည်းရတယ်ပြီးရင်ကျွန်တော်တို့ပေးလိုက်တဲ့ဒီ URL ကနေပြီးတော့တစ်ဆင့်အဲ့ seminar ကိုသူကဖတ်တယ်ပြီးတော့သူကနေပြီးရေးပေးနိုင်တယ်ပေါ့နော်အဲ့တော့ O3 ကို ို့ရှိရင်ကျွန်တော်တို့တခြား model တွေကိုပါသူ search လုပ်တဲ့ပြီးတော့တွားပြီးရေးမယ်ပေါ့ခုနကဒီအပေါ်မှာရေးထားတဲ့ content ကတော့ဒါကျွန်တော်တို့ပေးလိုက်တဲ့ဒီစာမျက်နှာပေါ်မှာပါလာတဲ့အကြောင်းအရာတွေကနေပြီးတော့မှဖြတ်ညက်ကပ်ပြီးရေးထားတာပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ grounding နဲ့ဖွင့်ထားတာဖြစ်တဲ့အတွက်လိုအပ်တဲ့ data တွေကို ရှာရဲပြီးတော့သူရေးသွားပါတော့ဒီမှာဒါဆိုလို့ရှိရင်သူရှာပြီးတော့ကြည့်တဲ့ source တွေပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ system prompt တွေကိုဒီ grounded prompt ကနေပြီးတော့ဒါ system prompt creator prompt ကိုရေးလိုက်တယ်ပြီးတော့မှကျွန်တော်တို့နောက်ထပ်လိုချင်တဲ့ prompt တွေကိုဆက်ပြီးတော့ create လုပ်သွားလို့ရတယ်ပေါ့အဲ့တော့ဒီနည်းမျိုးမျိုးပုံစံမျိုးမျိုးနဲ့ create လုပ်လို့ရတယ်ကိုဒီမှာဆိုလို့ရှိရင်စိတ်ကြိုက်ဒီ prompt ကရပါပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ကသူ့ကို တင်ထားလိုက်လို့ရရပါတော့နာမည်ပေးရပြီးတော့ description နဲ့တင်ထားလို့ရရတယ်။အဲ့ဒီတင်ထားတဲ့ prompt တွေကိုလည်းကျွန်တော်ကဒီဘက်မှာ history နေပြီးတော့သွားပြန်ကြည့်လို့ရရပါ့။တကယ်လို့ကိုကဒီဟိုဟာကို Gemini ဟိုဟာကိုမသုံးခြင်းဘူးပေါ့နော်။ Google ဟာမသုံးခြင်းဘူးဆိုရင်လည်းဒီ system instruction ကို copy you copy you ရဲ့ပြီးတော့ကျွန်တော် ChatGPT ထဲမှာဒီမှာ first message အနေနဲ့ပို့လိုက်ပေါ့နော်။ပို့လိုက်ပြီးဟေ့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ကစပြီးတော့ရေးလို့ရပြီပေါ့။အဲ့တော့ဒီထဲမှာဆိုလို့ရှိရင်လည်း ဒါခုနကအတိုင်းသူ့ကိုရှေးခိုင်းလိုက်မှာပေါ့နော်အဲဒါဆိုလို့ရှိရင်လည်းဒီတုံးလို့ရရပေါ့တခြားဟာတွေမှာလည်းအဲ့တော့ကျွန်တော်ရဲ့ playground ကတော့ဒီ Google AI Studio ထဲမှာ system prompt နေ create လုပ်တယ်လုပ်တဲ့ပြီးတော့အဲ့ system prompt နေ generate ပြီးတော့သုံးပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဒီ video လေးကနေပြီးတော့ကိုယ့်အတွက်အကျိုးရှိတဲ့ချက်တစ်ချက်လေးရှိရဆိုရင်လည်း comment မှာရေးသွားပေးပါဦး